ပထမဦးဆုံးအနေနဲ့ကိုယ်နိုင်ငံမဟုတ်ပဲခြားနိုင်ငံမှာ MC အနေနဲ့သွားလို့ရမယ်ဆိုပျော်တော့ပျော်တာပေါ့နော်ကိုယ့်ရဲ့အိမ်မက်တစ်ခုလည်းဖြစ်တယ်အိမ်မက်ဆိုတော့မြန်မာပြည်မှာလည်းကိုက MC နေနဲ့လုပ်တယ် TV season တွေရိုက်တယ်ဆိုပေမဲ့အဲ့လိုတစ်ခုခုကိုနောက်ထပ်ဟို steps တစ်ခုထပ်ပြီးတော့လှမ်းချင်တာတော့နည်းနည်းတော့ကြာပြီပေါ့နော်ဒါပေမဲ့တတိုက်ဆဆိုင်မဲ့အခုဒီပွဲက MC နေနဲ့လာကန်းလန်းနေဆိုတဲ့အခါကျတော့အဲပျော်လည်းပျော်ရဲ့ရင်လည်းခုန်တယ် preparation နေနဲ့ပတ်သက်ပြီးတော့လည်းအဲတူတူဆဆပို့ပြီးတော့လုပ်သွားမယ်လို့စီစဉ်ထားပါတယ် စဝါရီခခေါပုန်ခါပေါ့ပြည့်စုံမှုပိုင်းကတော့ထိုင်းလိုပါဆိုတော့အဲ့နှလုံးမဲတက်တယ်ဒါပေမဲ့လည်းအဲကံကောင်းစွာနဲ့ကန့်သန့်လာတဲ့ပုံရံမြန်မာ English language နှမျိုးပဲပြောရမယ်ဆိုတော့ဟိုကိုယ့်အတွက်နည်းနည်းတော့ stress လေး release ဖြစ်တယ်ပေါ့နော်သူမကတကယ်တော့သူမနေရလာတာပေါ့နော်ရွာလေးရွာပြခရင်ဆိုရဲရွာကနေလာရဲဆိုတော့ရွာမှာနေပေမဲ့အဲ့လိုကိုကကြိတ်လိုက်လို့ရှင်အဲ့လို TV ကြီးကြည့်ရဲအစည်းအဝေးကြီးကြည့်ရဲ အဲ့လိုကြည့်တဲ့အခါမှာဆိုလို့ရှိရင်အဲ့လိုမျိုးရင်တော့ကလည်းဆိုပြောဦးပါတယ်အဲ့လို welcome back i am ya jaymong ဆိုအရင်ပြောချင်တာအဲ့လိုမျိုးဆိုတော့အဲ့လိုမျိုးလေးအိမ်မက်တတိလေးကနေစပြီးတော့နည်းနည်းစီတော့အကောင့်တွေပေါ်လာပြီးလို့ထင်ပါတယ်တကယ်လည်းပြောရင်ဆိုနောက်တောင်ကြာနေသေးတယ်ဒီကဲတော့ဒီထက်ပိုပြီးတော့ငငယ်လေးကအများကြီးစူးစမ်းခဲ့ရမှာပေါ့နော်အခုလည်းလုံးဝဟာမနာမနေစူးစမ်းနေရတော့မဟုတ်ပါဘူးဒါပေမဲ့ဖြစ်ကျင်တဲ့အိမ်မက်လေးတွေကိုနည်း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 တနည်းနည်းနည်းစီတော့ဟိုဘောကမှာဘာတွေပဲကြုံကြုံစူးစမ်းနေပါတယ်အာပထမဦးဆုံးအနေနဲ့ကိုယ့်နိုင်ငံမဟုတ်ပဲခြားနိုင်ငံမှာ MC အနေနဲ့ သွားလို့ရမယ်ဆိုတော့ပျော်တော့ပျော်တာပေါ့နော်ကိုယ့်ရဲ့အိမ်မက်တစ်ခုလည်းဖြစ်တယ်အိမ်မက်ဆိုတော့မြန်မာပြည်မှာလည်းကိုက MC နေနဲ့လုပ်တယ် DVC စင်လေးရိုက်တယ်ဆိုပေမဲ့အဲ့လိုတစ်ခုခုကိုနောက်ထပ်ဟို steps တစ်ခုထပ်ပြီးတော့လှမ်းချင်တာတော့နည်းနည်းတော့ကြာပြီပေါ့နော်ဒါပေမဲ့တိုက်တိုက်ဆိုင်ဆိုင်ပဲအခုဒီပွဲက MC နေနဲ့လာကန်းလှမ်းနေဆိုတဲ့အခါကျတော့အဲပျော်လည်းပျော်ရဲ့ရင်လည်းခုန်တယ် preparation နေနဲ့ပတ်သက်ပြီးတော့လည်းအဲတူတူဆဆပို့ပြီးတော့လုပ်သွားမယ်လို့စီစဉ်ထားပါတယ် MC နည်းနဲ့ကမ်းလှမ်းခံရတဲ့အချိန်မှာဘလို့ surprise ဖြစ်သွားလဲဆိုတော့ဒီပွဲကအယမ်းမြန်တယ်အဲ့တော့ချက်ချင်းမေးပြီးတော့ချက်ချင်းဒီပွဲ confirm ဖြစ်သွားတာပေါ့နော်အာ MC ရဲ့ professional fees တွေပါမေးပြီးတော့ဘလောက်မှမကြောက် confirm ဖြစ်သွားတယ် ဟို page ကကြတော့ Bangkok ကတငယ်ချင်းကင်ပေးတာပေါ့နော်အော်ငငယ်တော့ညာရင်နဲ့ခွန်အတူရိုက်တဲ့ presenter တငယ်ချင်းပဲသူကတော့ဟိုဘက်မှာရောက်နေတာဆိုတော့အာသူ reply တွေပါပြည်ပြန်ထားပြီးတော့ဆိုမော်လဲမိရဒီလိုလိုပဲအဆင်ပြေလားဆိုတော့ပြည်တယ်ပေါ့နော်အာပြည်တယ်ဆိုတာနဲ့ तू ကဒီပွဲနဲ့ပတ်သက်ပြီးတော့ဟိုဘက်ဟိုဘက်ကချိတ်ဆက်ပြီးလုပ်ရမယ့်အပိုင်းတွေကို तू ကကူညီပေးရဲပြီးတော့ဆိုမော်ဒီဘက်နဲ့ zoom meeting တွေပါထိုင်နေအလိုအပ်တာတွေပြင်ဆင်မှုတွေဘယ်လိုမျိုးရှိလဲပေါ့နော်ပြီးတော့ပွဲကကြတော့ဆိုမော် ဒီ panel discussion လိုမျိုးလဲပါတာဆိုတော့ဟိုဘက်နိုင်ငံကအဲသူတို့ company ကလူကြီးနေပေါ့เนาะ talk show ပုံစံမျိုးတွေပြောမဲ့ဟာတွေလဲပါတာဆိုတော့အဲ့ဒီနဲ့ပတ်သက်ပြီးတေချာပြင်ဆင်ထားတာတွေပါလေးလုပ်ထားရယ်ပေါ့เนาะ central wall မှာလုပ်မှာပါဟုတ်ကဲ့ပါ။အဲစမောတကယ်တော့ဟိုတွားရည်ဆိုလို့ရှင်ပွဲပြီးတရနှစ်လောက်တော့ခဏလောက်ဆက်နေခြင်းတရားပါเนาะဒါပေမဲ့ဟိုပွဲ ပြီးရနဲ့နောက်တနေ့ရန်ကုန်မှာပွဲရှိနေတာဆိုတော့ပွဲပြီးပြီးညပဲပြန်လာမှာဆိုဒီတစ်ခါတော့တကယ်ချင်းနေတော့အများကြီးတော့တွေ့ရအောင်မရှိဘူးဒါပေမဲ့မရမကမမို့နဲ့ချိန်ထားတယ်အာရောက်မှာည7:00နာရီ7:00နာရီကျော်လောက်မှရောက်မှာ မဲ့တကယ်ချင်းကတော့အဲ့ညလေးတော့တွေးကြမယ်ဆိုတော့တကယ်ချင်းလေးနဲ့တွေ့ဖို့ရှိပါတယ်ဒါပေမဲ့ပွဲကကျတော့ limited seat ဖြစ်တဲ့ဖြစ်တဲ့အပြင်ကိုဟို registration form ကပြည့်သွားခုံနေအကုန်လုံးပြည့်သွားပြီဆိုတော့လေအဲ့ဒါခုနကအကောင့်မှာ post ကိုပြန် share လိုက်တော့လာလို့ရသေးလားလာလို့ရသေးလားလာမေးကြပါမိမယ်ဟိုဒီတစ်ခေါက်တော့မရဘူးပေါ့နော်ဒီပွဲမြန်နောက်တစ်ချိန်ထပ်လုပ်အောင်မယ်ဆိုလို့ရှိရင်အားလုံးလာဖို့အတွက်ဖိတ်ပါတယ်လို့ อืมสวัสดีค่ะขอปุ้งค่ะบ่เตเซมุบายอ่ะรอท้ายหลัวเลยสมไอ้ณလုံးแม้ตัดเลยだแม้แหละเอ่อกังก้องจวนเนี่ยกั้นตันละในปวยอ่ะเมียนมาอังกฤษแลงเวจ2မျိုးเว้ยပြောရအောင်မယ်ဆိုတော့ဟိုကို့အတွက်เนเนတော့ stress လीး release ဖြစ်တယ်ဗောเนาะဆိုတော့ stress release ဖြစ်တယ်ဆိုမြင်ကို့ရဲ့ mother language ကเมียนมาဖြစ်တယ်အာ အင်္ဂလိပ်လိုပြောရမယ်ဆိုတဲ့အပိုင်းမှာတော့ပွဲအကြောင်းတည်တည်ချာချာနားလည်ပြီးတော့ panel discussion အတွက် question တွေပြင်ဆင်ထားတာမျိုးဒီပွဲမှာပြောမယ့်အကြောင်းအရာဘာတွေလဲဆိုတာကိုကြိုပြီးသိထားတာမျိုးအဲ့ဒါဆိုလို့ရှိရင် panel discussion မှာကို prepare လုပ်ထားတဲ့ question တွေအပြင်ကိုတစ်ဖက်ကပြောလာတဲ့ပုံမှာကိုဘာတွေပြန်ပြီးမလဲပေါ့နော်အဲ့ဒီအပိုင်းနေနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးရင်ခုန်တာပဲရှိပါတယ်ကျွန်တော်တို့ဆိုမှာ over confident မှာပွဲရောက်မှသာဘယ်လိုလဲတော့သူမပြောဒါပေမဲ့အကောင်းဆုံးလုပ်မှာပါဆိုတော့အရင်ကတော့ အဲ့လိုတအားကြီးစိတ်မလှုပ်ရှားတတ်ဘူးပေါ့နော်ပွဲနဲ့ပတ်သက်ပြီးတော့ပြောပါရဲအဲ့လိုဆိုတော့တတ်နိုင်တဲ့များတော့အကောင်းဆုံးစ조사သွားမှာပါ language ကိုလည်းနောက်ထပ် next level ထပ်ပြီး조사သွားမှာဖြစ်ပါရဲရှင်ဟုတ်ကဲ့ပါရှိရဲစုမောကတကယ်တော့စုမောကနေရလာတာပေါ့နော် ရွာလေးရွာပြစ်ခရိုင်ဆိုတဲ့ရွာကနေလာရဲဆိုတော့ရွာမှာနေပေမဲ့အဲ့လိုကိုကကြည့်လိုက်လို့ရှိရင်အဲ့လို TV ကြီးကြည့်တဲ့အစီအစဉ်လေးကြည့်တဲ့အဲ့လိုကြည့်တဲ့အခါမှာဆိုလို့ရှိရင်အဲ့လိုမျိုးရင်တော့ကလည်းဆိုပြောဦးပါတယ်အဲ့လို welcome back i am ya jay mong ဆိုတော့အရင်ပြောချင်တာအဲ့လိုမျိုးဆိုတော့အဲ့လိုမျိုးလေးအိမ်မတည်တည်လေးကနေစပြီးတော့နည်းနည်းစီတော့အကောင့်တွေပေါ်လာပြီးလို့ထင်ပါတယ်တကယ်တမ်းပြောရင်ဆိုတော့နောက်တောင်ကြာနေသေးတယ်ဒီကဲတော့အော်ဒီတက်ပို့ပြီးတော့ငငယ်လေးကအများကြီးစူးစမ်းခဲ့ရမှာပေါ့နော်အခုလည်းလုံးဝဟာမနာမနေစူးစမ်းနေရတော့မဟုတ်ပါဘူးနည်းဖြစ်ချင်တဲ့အိမ်မတည်လေးကိုနည်း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 ဒီနေ့နည်းနည်းစီတော့ ဟိုဘောကမှာဘာတွေပဲကြုံကြုံစူးစမ်းနေပါတယ်လို့ဟုတ်ဆုမွန်တော့ဟို presenter အနေနဲ့ဆိုလို့ရှိရင်ဆယ်စုနှစ်တခုကြော်ကြာသွားပြီဆိုတော့နောက်ထပ်တခုနောက်ထပ်တခုမကတော့အရာပေါင်းများစွာကိုအများကြီးကြိုးကြားလဲရသိနေပြီကြိုးလဲဟိုရသိနေပြီဆိုတာမကြိုးစားဘဲနဲ့တော့ဘာမှမရဘူးပေါ့နော်ဆိုတော့ကိုယ်လဲကြိုးစားရမယ်ပို့ပြီးတော့လဲရဖို့အတွက် ထိုက်တန်တဲ့သူတယောက်ဖြစ်အောင်ကြိုးစားမယ်ဆိုတော့အဲ့ဒါတွေကတော့ကိုယ့်ရဲ့မျှော်လင့်ချက်တွေနဲ့အိမ်မက်တွေပေါ့နော်ဆိုတော့တက်စင်မီတက်စင်အကောင်းဆုံးကြိုးစားပြီးတော့ရအောင်ယူအားမှာပါလောဘတော့မကြည့်ပါဘူးဒါပေမဲ့ကိုယ့်ကိုယ်ကိုတော့ယုံကြည်ချက်အပြစ်ထားပါတယ်အဲ့တော့ပုံမှန်အားဖြစ်တော့ပျော်ရာရယ်စိတ်လှုပ်ရှားရယ်နှစ်ခုရှိမှာပေါ့နော်နံပါတ်1ပျော်ရယ်ဆိုတာတော့ဟို ဒါပဲဘာပဲဖြစ်ဖြစ်ပေါ့နော်ကိုယ်နိုင်ငံ clients တွေပြင်တခြားနိုင်ငံ client ကပါအတိမတ်ပြူရယ်စုမုံနဲ့လှုပ်ချင်နေဆိုတာမျိုးရှိရယ်ဆိုတာကောက်ကောအလိုဂုံယူတာပေါ့နော်နံပါတ်၁ချက်နံပါတ်၂ကတော့အစိတ်လှုပ်ရှားတဲ့ချက်ပေါ့နော်ခုနစိတ်မလှုပ်ရှားတတ်ဘူးလို့ပြောရတယ်ဒါပေမဲ့အဲပျော်တဲ့ပျော်တာနဲ့ plus နည်းနည်းပါလာတဲ့စိတ်လှုပ်ရှားမှုပေါ့ဆိုတော့ကိုယ်ယုံယုံကြည်ကြည်နဲ့ဒီလိုမျိုးအနံ့တဲ့ပုံမှာကိုကအကောင်းဆုံး present လုပ်နိုင်မှာမလားသူတို့ဘွယ်ရဲ့အာ target ထိအောင်လို့ MCA rules ကနေပြီးတော့ကိုတာဝန်ကျင်နိုင်မှာမလားတာဝန်ကျင်အောင်ဘယ်လိုလုပ်ရမလဲပေါ့နော်အဲအဲ့လိုမျိုးအဲ ရှင်ခုံနာတွေမျောလင့်နာတွေပျော်ရွှင်နာတွေစစ်လုရှားတွေအများကြီးနဲ့သွားလုံပါပါအကောင်းဆုံးကြိုးစားပြီးလုပ်ခဲ့ပါပါဟုတ်ကဲ့ပါနိုင်ငံကုံဆောင်ပြီးလို့ဟဲ့ Miss Universe ဒါပြောအဲ့ပြသူမဟဲ့လို့ငါ MC လေးစုမုံတစ်ခေါက်သွားလုံပါဘန်ကောက်မှာ MC လေးတစ်ခါသွားလုံပါလို့ဒီလိုရှင်ကိုကို Miss Universe တော့ပြိုင်နေလို့ခံစားအားဘယ်လိုကြိုးစားပါမယ်လို့ပါဒါမဲ့အကောင်းဆုံးကြိုးစားပါပါเนาะစုမုံတို့ဒီမြန်မာနိုင်ငံ presenter MC တွေအရန်တော်ပါတယ်ဆိုတာမျိုးဖြစ်အောင် လိုစားခဲ့မှာပါ။ပြိုင်နေတဲ့ညီမလေးတွေအကုန်လုံးကိုလေရမ်းလဲအဲ့လိုဘယ်လိုပြောမလဲရမ်းတော်တယ်လို့ချီးကျူးခြင်းနဲ့ဘာလို့လဲဆိုတော့ဘဝကြီးမှာအတီတိုင်းအသက်ရွယ်တစ်ခုရောက်လာတဲ့အခါမှာကိုကိုနေနေနဲ့ကြုံလာတဲ့စိတ်ပင်ပန်းစရာတွေစိတ်ညစ်စရာတွေအဲ့လိုမျိုးတွေပေါ့နော်ပူလောင်မှုတွေဖြတ်ကျော်ခဲ့တဲ့ဆိုတဲ့အခါကျတော့အဲ့လိုမျိုးခံစားချက်တွေကိုယ်တိုင်မဖန်သေးချင်ဘူးမရယူချင်ဘူးအဲ့တော့မပြိုင်မွေးမပြိုင်ပါဘူးလို့အဲ့တော့လေစမလို့ပွဲတစ်ခုမှာအားထည့်တာနဲ့မထည့်တာနဲ့ကိုကို confident မရှိတာနဲ့ရှိတာနဲ့အရင်ကွာတယ်ဆိုတော့ ဲ့လိုပေါ့နော်အဲ့တိတိလေးတွေကအစားသတိထားမိလာတဲ့ခါမှာအဲ့ပိုင်းကိုပို့ပြီးတော့ prepare လုပ်သွားဖို့ရှိတယ်ခုနပြောသလိုပဲအာမြန်မာလိုပြောတာတော့လည်းတကယ်တော့လွယ်မနေဘူးပေါ့နော်ဆိုလို့မြန်မာလိုပြောတာမြန်မာစကားတက်တာပဲဆိုမယ်စင်ပေါ်မှာအာဘယ်လိုပြောမလဲအရန်ကို nice ဖြစ်တဲ့အတုံးနှုံးပွဲနဲ့ live ဖတ်တဲ့အတုံးနှုံးပွဲတက်ရောက်လာတဲ့ audience တွေပေါ်မူတည်ပြီးတော့လူကြီးလားလူငယ်လားအဲ့ပေါ်မှာမူတည်ပြီးတော့ပွဲရဲ့ tempo ကိုချိန်ပြီးတော့ presentation လုပ်ရတယ်ဆိုတာတကယ်တော့စာမျက်နှာအသစ်တွေလှမ်းရသလိုပဲတပွဲနဲ့တပွဲနဲ့လည်းမတူဘူးပေါ့နော်အဲ့ဟာတွေကိုကပို့ပို့ပြီးသိလာတဲ့ခါမှာအဲ့ပိုင်းကိုပို့ပြီးတော့စူးစမ်းနေတာတဖက်မှာလ လည်းသူတို့က language နဲ့ပတ်သက်ပြီးတော့မြန်မာ plus တခုခုများထပ်ရဲဆိုအော်ကိုယ့်အတွက် opportunity တွေရှိနေပါလားအဲ့ဒါကိုသိရတဲ့အခါမှာနောက်တစ်ခုကိုထပ်ပြီးတော့ launch နေရဲဆို next next step အနေနဲ့နောက်ထပ် language တခုကိုထပ်လေ့လာနေပါတယ်လို့ကျေးဇူးအများကြီးတင်ပါတယ်